ကျွန်တော်တို့အင်ချမ်းမြေမှာရောင်းသူဝဲသူတွေအနေနဲ့ပေါ့နော်အရောင်းဝယ်လို့တော့မယ်ဆိုရင်အရောင်းဘက်ကပဲဖြစ်ဖြစ်အဝယ်ဘက်ကပဲဖြစ်ဖြစ်တည်ထားတဲ့နဲ့အချက်လေးဆိုပါလေးဖြစ်မှာလေ Okay အဲ့တော့ဒီအင်ချမ်းမြေမှာရောင်းတဲ့သူအကြောင်းလေးနည်းနည်းအရင်ဆုံးပြပြပေးမယ်ပေါ့နော် ရောင်းတဲ့သူအနေနဲ့ရွှေချက်ဆန်တစ်ခုရှိတယ်ကိုယ်တိုင်ရောင်းမလားဟာမဟုတ်အေဂျင့်အနေနဲ့ရောင်းမလားပေါ့နော်အဲဒီခါကျရင်ကျွန်တော်ကပြောတယ်ပေါ့နော်ဒီလုပ်ငန်းရောင်းတဲ့ဆိုတာအရောင်းပညာလိုတာတို့ဘယ်လိုမျိုးရောင်းမှရတာလို့ပြောတယ်ဆိုတော့ဒါပေမဲ့တချို့ရောင်းတဲ့သူက အာကျမအေဂျင့်အပ်ထားတာပေါ့နော်6လလောက်ကြာတယ်ကျမကျမတင်ရောင်းတင်ဆန်ခိုင်းရဲ့ရောင်းဖြတ်ရတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်တို့ဒီအယောင်ဘက်တစ်ခုမှာအင်ဂျင်မီရောင်းတစ်ခုမှာဟုတ်ကဲ့အဲပုံမှန်အားဖြင့်သူကကာလအနည်းဆုံး3လ6လနေတနည်းဝင်ကျင်လောက်ဒီကကြာလေးရှိတယ်ပေါ့အဲ့ထောင်မှာ ဟိုကိုရောင်းတဲ့အိမ်ချမ်းပြင်းမျိုးစားဘယ်လိုပုံစံမျိုးလဲပေါ့အဲ့လိုမျိုးသူဥမာရှိတယ်ဥမာဘောခင်ရလားခင်ရရှိရင်ရှိမယ်ခင်ကတော့ဖြစ်ဖြစ်မယ်ပါမင်းဖြစ်ဖြစ်မယ်ဒါမှမဟုတ်ပါမင်းဥမာဆက်ဆက်စားကြုံနေနေဖြစ်ဖြစ်မယ်အိမ်ကောင်းတာရှိရင်မစသဖြင့်ပေါ့နော်ဒီလိုမျိုးအခြေအနေ condition ကိုလက်ခံနိုင်တဲ့ဘဏ်ရာတရားကိုရှာတယ်ဆိုတဲ့နေရာမှာအချိန်တစ်ခုပေးရဆိုအဲ့လိုတွေးဖို့အတွက်ကျွန်တော်တို့ကအချိန်တိုင်းတစ်ခုဆောင်းရတော့အဲ့တော့တကယ်လို့အဲ့လိုမျိုး ိုကိုရောင်းတဲ့ဟာ criteria နဲ့ညီတဲ့အဝယ်တယောက်ရောက်လာပြီဆိုလို့ရှိရင်တော့အဲဒါဆိုရင်အယောင်မပြဲကျွန်တော်တို့ပြောနေကြစကလုံးဆိုကန်ကန်ကျိုးပေးတာတော့ကန်ကောင်းတာတော့အဲ့လိုမျိုးလေးပေါ့နော်ကန်ဆိုတာလည်းခုနကပြောဆိုတစ်ဖက်ကဝယ်တဲ့သူနဲ့ရောင်းတဲ့သူအဲ့လိုဟို agent နဲ့ရောင်းမှမဟုတ်ပဲねကိုယ်တိုင်ရောင်းရင်လည်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကများတယ်ပေါ့ဒါပေမဲ့ဒါကကျတော့ရှားတယ်ကျွန်တော် agent တွေမှာကျတော့ number 1တွေရှိကြတယ်ပေါ့ဟုတ်တယ်ခင်ဗျအဲ့တော့ agent တွေအချင်းအားဖြင့်ကျတော့အဲ့လိုမျိုးလေးတော့ဟိုအယောင်ထွက်တဲ့အပိုင်းမှာဆိုလို့ရှိရင်ကိုယ်ကို suggestion ပေးတာလေး ဟိုလောက်ပြီးလို့ရတာပေါ့သူမဈေးနှုန်းကများတာနေတာပေါ့တချို့ကျတော့လက်ခံတယ်ရောင်းနေနေတာပေါ့ရောင်းနေနေတာကလည်းဒါအေဂျင့်ပြောတာလည်းအနေနဲ့များကွာအဲ့လိုမျိုးလေးချိန်ကြီးတင့်တယ်ပေါ့နော်အယောင်တယောက်အနေနဲ့သတိထားရမယ်ဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ research တွေဒီလောက်မှပုံလောက်လုပ်လို့ရအရင်ကဆိုရင်ကျွန်တော်တို့ဈေးနှုန်းသိဖို့ဒါအေဂျင့်တွေမေးရတယ်ကျွန်တော်တို့ဟိုအရင် kit တော့ဆိုလို့ရှိရင် ဒီနောက်ပိုင်းဆိုရင် Facebook ပဲကြီးလိုက်ကိုရောင်းတဲ့မျိုးနဲ့ရှာလိုက်အဲ့ဒီမှာမှအဲ့မျိုးနဲ့အောက်မှာမှကျွန်တော်တို့ကြီးလိုက်တာနဲ့တင်ဒီဈေးတန်းဘလောက်လောက်သွားတယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဟိုရောင်းတဲ့သူတယောက်အနေနဲ့ဒါလေးတွေကိုကျွန်တော်တို့သိထားတင်တယ်နောက်တစ်ခုကဝယ်တဲ့သူပေါ့နော်ဝယ်တဲ့သူအနေနဲ့ကတော့ဘလို့ပဲ agent တယောက်ကအာမခံခံပေါ့နော်ကိုကိုတိုင်းဒါ risk ကိုကိုယူရမှာဆိုတော့ကျွန်တော်တို့ agent မြေမှာ GMB ဆိုတာကလေအခန်းမြေမျိုးစားတွေမှာပါတယ်အဲ့တော့ အချိန်မီရဲ့အစိုးရအနေနဲ့ပြန်တဲ့သိမ်းပိုင်ခွင့်ရှိတာဖြစ်တဲ့ကြောင့်မို့ဒါကခိုင်မာမှုအားဖြင့်ဆိုလို့ရှိရင်လည်းပြန်ပြီးတော့သိမ်းပိုင်ခွင့်ရှိနေတယ်အဲ့ဒါမျိုးပေါ့နော်အနည်းနဲ့များ risk လောက်ကိုကျွန်တော်တို့သိထားဖို့လိုတယ်အဲ့လိုပြောလို့လည်းကျွန်တော်တို့ဟာလာဟိုတခြားစားရတဲ့မခိုင်မာတဲ့မြေတွေကိုပဲလို့ပြောတာတော့မဟုတ်ပါဘူးနော်အဲ့တော့တကယ်တကယ်အစိုးရအနေနဲ့လိုအပ်ချက်ရှိလို့ပြန်သိရင်တော့မှခိုင်မာတာနဲ့မခိုင်မာတဲ့ကြားမှာတော့စားရတဲ့ဖရာပူကောင်းလဲတာ ို့ပြီးတော့အရေးကြီးတယ်ပေါ့နော်စားစားတဲ့အားနည်းတယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့တင်းခန်းတန်းအခြေများတယ်ပေါ့နော်ဆိုတော့ဝယ်တဲ့သူတယောက်အနေနဲ့ကိုဝယ်မဲ့မြေကွက်နဲ့ပတ်သက်တဲ့ risk management ကိုလေ့လာထားသင့်တယ်ဒါရှိနေကမှမဟုတ်ဘူးအပွဲသားနဲ့ဝယ်မှမဟုတ်ဘူးအကျိုးဆောင်နဲ့ဝယ်မှမဟုတ်ဘူးကိုယ်တိုင်ဝယ်ပြီဆိုတဲ့ကွာအဲ risk တခုတော့အဲကျွန်တော်တို့သိထားတင်တယ်ပေါ့နော်လေးလာတင်တယ်အထူးသဖြင့်ကျွန်တော်တို့ဒီ social media မှာဆိုရင်နောက်ပိုင်းဆိုရင် content တွေပို့ပို့ရေးလာတာလေးရှိတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့ဒီအပိုင်းလေးတွေတို့များများလေးဖတ်စီခြင်းတယ် အဲနောက်တစ်ခုကဒီရှေ့နေကြီးပြောတဲ့ဟာလည်းနားထောင်သိနေအခုရှေ့နေငားတဲ့ခါမှလည်း local ရှေ့နေပိုကောင်းတယ်ပေါ့နော် local ရှေ့နေဥပမာကျွန်တော်ပဲခူးမှဆိုပဲခူးကရှေ့နေဆိုပို့ပြီးတော့အဆင်ပြေတာမျိုးပေါ့နော်အဲရန်ကုန်ဆိုရင်ရန်ကုန်ကရှေ့နေပို့ပြီးအဆင်ပြေတာပေါ့မော်လမြိုင်ဆိုမော်လမြိုင်ပေါ့နော်တော်ဝယ်တဲ့သူတွေအဲ့လိုပိုင်းနေကျွန်တော်သိထားတယ်ပါ ံပါတ်1အပိုင်းကတော့ဈေးကွက်သုံးသက်တဲ့အပိုင်းပေါ့နော်ဈေးကွက်သုံးသက်တဲ့အပိုင်းကိုခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်လက်ရှိအခြေအနေအားဖြင့်အမြို့ကြီးတွေမှာဆိုလို့ရှိရင်ဒီကွန်ဒိုအပတ်မန့်တွေကငှက်လင်းအကြောင်းအလူတွေကစိတ်ဝင်စားမှုပိုနေသွားတယ်အဲ့တော့နေသွားတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါသီအိုရီကနှစ်နှစ်ကာလအထိတော့ကြာနိုင်ကြီးရှိတယ်။အဲ့နှစ်နှစ်ပြီးမှတော့ဒါတွေပြန်ပြီးတော့အာပြန်ပြီးတော့ထုံကားလာဖို့တော့များလိမ့်မယ်။ဘာလို့လဲဆိုတော့ငလင်းဆိုတာကအာ90 60 100ဝန်းကျင်လောက်မှပြန်လာတယ်ပေါ့နော်။ကျွန်တော်လိုအပ်ချက်အရာတော့ပြန်လာနိုင်မယ်လို့ကျွန်တော်က မြင်တယ်ပေါ့အဓိကဈေးပေါ့နော်အဲဒီညမှာကျွန်တော်ကတော့ဝယ်ပါလို့တိုက်တွန်းတာမဟုတ်ဘူးဒါဖြစ်နိုင်တဲ့ခြေရှိတဲ့အရာလေးကိုကျွန်တော်ပြောပြချင်တာနောက်တစ်ခုကကြတော့အခုအဲ့လိုမျိုးအခြေအနေဖြစ်တဲ့အခါမှာဒီပြန်ကုန်ရဲ့ဘီဘက်ချန်လည်းမြို့တော်တော်များများမှာပို့ပြီးတော့အဝယ်ပို့လိုက်တယ်အဝယ်လိုက်တဲ့အခါမှာဘလောက်လိုက်လဲဆိုရင်အယောင်းတွေတောင်မှဈေးခဏခဏပြောင်းရတဲ့အနေအထားတစ်ခုမှနေဖြစ်တယ်ပေါ့နော်ဒါလေးဖြစ်တယ်နောက်တစ်ခုကအငှားပို့လိုက်တယ်ဟုတ်ကဲ့ဆိုတော့အငှားတွေကပို့ပြီးတော့အများလာတယ်ပေါ့ဆိုတော့အငှားပို့လိုက်လာတာလေဈေးများတာနဲ့အရင် ဟိုတိုက်ရိုက်ချိုးကြတာတော့မဟုတ်ဘူးကွာ။ခါးများတယ်ဆိုတာကလူတွေရဲ့ဘိုင်းပါဝါလို့ခေါ်တယ်။ဝယ်နိုင်အားတွေ short နေသွားတယ်လို့ လို့ပြောလို့ရတယ်ပေါ့တော်တော်များအငှားတွေပါများလာပြီဆိုလို့ရှိရင်ဒါဈေးလုံးတွေတက်တော့မှလို့ထင်ကြရတာပေါ့တကယ်တော့အငှားများတယ်ဆိုတာလူတွေမဝင်နိုင်ကြတဲ့အခြေအနေမှာဖြစ်သွားလို့အငှားပုံများတာဟုတ်တယ်ဟုတ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဈေးခွက်အခြေအနေနဲ့ဆိုလို့ရှိရင်ဒါလေးကျွန်တော်သိထားသင့်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲနောက်တစ်ခုကကျွန်တော် agent တွေပေါ့နော်ကျွန်တော် agent တွေလုပ်နေလို့ကျွန်တော်ကိုယ်တိုင်လည်း agent တွေလည်းပတ်သက်တဲ့ agent တွေ coaching လုပ်နေတာဖြစ်တဲ့ကြောင့်မလို့ဟိုဘာပြောချင်လဲအဓိကတော့ကျွန်တော်တို့အဲဒီတစ်ဖက်သားကိုနားလည်ပေးတာပေါ့နော်အဲဒီကဘယ်လိုပဲအက်တစ်အပိုင်းအချင်းမှုတွေကောင်းအောင်ပဲဘယ်လိုပြောတစ်ဖက်သားရဲ့ခံစားချက်ကျွန်တော်နားလည် ငါသာသူ့နေရာမှာဆိုတဲ့စိတ်လေးကျွန်တော်တို့အဲကိုယ့်ရဲ့ customer ကိုအယောင်ွယ်လုပ်ပြီးမယ်ဆိုလို့ရှိရင် agent တယောက်အနေနဲ့နောက်ပိုင်းမှာကိုဘာထပ်ဖြစ်ရမလဲဆိုတဲ့ဟာလေးကျွန်တော်တို့ပို့ပြီးပေါ်လာနိုင်မှာပေါ့နော်ဒါ agent တွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောလို့ရတဲ့ဟာလေးဆိုတော့နောက်ဆုံးအတစ်ခုကတော့ရောင်းတဲ့သူတွေဝယ်တဲ့သူတွေအနေနဲ့ဘာတွေသတိထားသင့်လဲဆိုတဲ့ဟာလေးပေါ့နော်ဟုတ်ကဲ့ဆိုတော့ရောင်းတဲ့သူပဲဖြစ်ဝယ်တဲ့သူပဲဖြစ်ဖြစ်အဲချောင်းပြီဆိုလို့ရှိရင်လည်းကိုယ်တိုင်ရောင်းမလား agent နဲ့ရောင်းမလားဝယ်တဲ့သူကလည်း agent နဲ့ဝယ်မလားဒါမှကိုယ်တိုင်ပဲရှာပြီးတော့ဟို inversion တိုက်ရိုက်သွားမလားပေါ့နော်အဲ့တော့ကျွန်တော်ရှိမှလည်းပြောခဲ့တယ်အဲ့ဒါပဲဆို ကျင့်ဝတ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ရောင်းသူဝယ်သူမှလည်းလေတက်ဆိုင်နေပေါ့နော်ဟုတ်ကဲ့ရောင်းသူဝယ်သူကလည်းကိုကျင့်ဝတ်ထားဖို့အရင်ရေးကြီးတယ်ဟုတ်ဆိုတော့ခုနကပြောငါသာသူ့နေရာမှာဆိုအော်သူငါ့ကိုလိုက်ပြပေးထားတယ်သူနေရာတကွာဟော तू ရပါစီဆိုတော့စိတ်လေးထားစီခြင်းနေပေါ့နော်ဟုတ်ကဲ့အဲဒီနေရာမှာတချို့ဟိုအဲပွဲစားလုပ်နေအေဂျင့်လုပ်နေတဲ့သူထဲမှာမှာအရင်လောဘတက်တဲ့လူတွေရှိတယ်ဆိုတော့လောဘတက်တဲ့လူကတော့တက်မှာပဲဒါပေမဲ့မတက်ဘဲနဲ့တေချာလုပ်ပြီးတဲ့လူတွေရှိတယ်ဆိုတော့ကျွန်တော်တို့ကသူတို့ရဲ့မျက်နှာလေးကို ငက်ကွက်ပြီးတော့ခုနပြောလို့ဟိုကြော်ပြီးတော့မဝယ်ပဲနဲ့ကိုယ်ကသူကပြထားရင်သူနဲ့တူတူဝယ်ပြီးတာတော့ဟုတ်ကဲ့ဟာမျိုးလေးတွေပေါ့နော်အဲဒါမျိုးလေးအဲ e channel နဲ့ပတ်သက်လာရင်လည်းသွားတင်တယ်အဓိကကျုံ့ပိုင်းတွေကဟောရောင်းသူလည်းဟောဝယ်သူရောရှိတင်တယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲနောက်တစ်ခုကသတိထားမှာတော့ရောင်းတဲ့သူပဲဖြစ်ဖြစ်ခဲတဲ့သူပဲဖြစ်ဖြစ်တကယ်တကယ်ဘာလို့ပဲဖြစ်လာ risk ကိုကိုယ်ကိုယ်တိုင်ယူရမှာအဲ့တော့ဘယ်နေရာမှာဆိုကိုကလေ့လာထားသင့်တယ်ဒီ agent ပြောမှာ ွဲသားပြောမှအကျိုးဆောင်ပြောမှဆိုတဲ့ဟာမျိုးထက်ကိုယ်တိုင်ဒါကိုလေးလာထားစေချင်တယ်ဝယ်ပြီးဆိုလေးကိုလေးလာမှာမလို့ဘာလို့ဆိုတော့တင်းထောင်းကနေ1000ကျန်းကိုပေးရတာအဲ့ပေါ်မှာဟိုဒေချာလေးလေးလာလေးလာစေချင်တယ်ပြီးရင်အာဒီရှိနေဒီပါတယ်ငားမှာလည်းဘယ်တော့မှဟိုမပြင်းနဲ့ပေါ့နော်ဒါငားကိုငားတင်းတဲ့ထဲမှာပါတယ်ပြောလို့ရတယ်ဆိုတော့ရှိနေတဲ့ဒေချာလေးငားငားတဲ့ခါမှာလည်းကိုဒီရှိနေနဲ့ပတ်သက်ပြီးတော့လည်း ဘလောက်ထိသူလုတ်ပေးနိုင်လဲဆိုတဲ့ဟာလေးပေါ့ရှေ့နေကိုယ်တိုင်ကလည်းဒီစားချုပ်သူပဲချုပ်ပြီးမှာအာမခံမှုပိုင်းကကိုယ်ပဲယူပါမှာဟုတ်တယ်ဗျာအကျိုးဆောင်ဆိုတာကလည်းဒီဟာနဲ့ပတ်သက်ရောင်းဝယ်ဖျောင်းမယ်သူကလုတ်ပေးနိုင်မှာအခုခုပြစ်လိုက်ကိုယ်ကိုယ်တိုင် risk ပဲအဲ့ဒါကိုသိစီချင်တာပေါ့နော်ဟုတ်ကဲ့အဲကျွန်တော်တို့တော်တော်များများထင်ကြငါသူရှိရဝယ်သူကတော့တခုဖြစ်ရော်ပြီးမှာပဲဆိုသူနောက်ဆုံးလုတ်ပေးနိုင်တဲ့တောင်းဝန်ကသူရတဲ့ of commission fees ခါပဲကျွန်တော်တို့ရှိမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ရောင်းသူပဲသူကိုသိထား တင့်တယ်ဆိုတဲ့ဟာလေးကိုစကားနဲ့ဆောင်းနေဖြစ်အဲနောက်ဆုံးအနေနဲ့ကျွန်တော်ပြောလို့ရတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုပြပြဆိုဆောင်ဖြေကြပေးတဲ့အတွက်ကိုယ်လည်းတကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကြောင့်မို့နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အင်ချမ်းမြေအကြောင်းအရာဘူးတူတာတွေထပ်မံသိရှိခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့မြန်မာ property ဂျီလာ page ကို like and follow လုပ်ဖို့မမေ့နဲ့နော်လူဂျီမီနိုရဲ့အင်ချမ်းမြေတွေကို MPT application မှာအခုပဲအခမဲ့ထည့်သွင်းကြပါလိုက်ပါ